အဲ့တော့တင်္ဂလာပါတင်္ဂလာပါကဲကဲချက်ချက်စစ်စစ်မှာလင်းဘလို့အကြောင်းအရာဆွနေမလဲအခုကနေရာသေးဆိုတော့ပူတယ်လေကွာအဲ့တော့အပူရှောင်းမှာလားအပူရှာကျင်လားပြောအပူရှာကျင်တာအပူရှောင်းကျင်တာဒီတိုင်းတော့ပူနေတာနော်ဖတ်တာနဲ့နေရာလေးလိုက်စနေတယ်လို့ပြောနော်ဟာအဲ့လိုဟိုပြေးတီပြေးအဲ့လိုတိတ်ကြီးစေးဖြစ်ပုံနေရပုံနေရဟုတ်တယ်အဲ့နေရာဒီမှာဆိုရင်နင်တို့ဒီတစ်ခါအဲဘဝဟာတွေကလည်းပြောတာရရန်များနေပြီဆိုနေရာဒီမှာ ဒီအပူရှောင်တဲ့အကြောင်းလေးတွေဂျမိုင်းနဲ့ပတ်သက်တာလေးတွေဆွေးနွေးကြမလားဟုတ်ကဲ့ပါ နော်အဲ့ဒါလေးအဲ့ဒါလေးလည်းကောင်းတာသူ့မြင်ကို့မြင်ပေါ့နော်နော်ဟုတ်တယ်သင်းသင်းမြင်မှာစုလက်မြင်လင်းမြင်သုံးမြင်ပေါ့သုံးမြင်မြင်သုံးမြင်ဆိုသုံးမြင်ဖက်လေကြတယ်ဟုတ်တယ်အဲ့သင်းဆိုရင်ရပြပေးမှာတော့ကြည့်သင်းဆိုနေရသည်ဆိုရင်လေဘလိုမျိုးကုကုကိုလေအပူမရှက်အောင်ဘလိုကာကွယ်လဲဒီဆိုင်ဖြစ်လဲဟုတ်တယ်ရေးကြည့်ရပေါ့ပြော်တင်းလည်းလှနေအောင်အမေကဒီမှာလည်းလှနေအောင်ချင်းဆိုရင်ကွာချွေးရလည်းပုံထွက်တယ်အဲ့လိုဆိုရဲခါနှစ်ဆထွက်တာလေဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးဆိုတဲ့အခါကျတော့သင်းဆိုရင်နေရသည်ဆိုရင်ချင်းဆော့တာပဲဖြစ်ဖြစ်အပြင်သွားတာပဲဖြစ်ဖြစ်ရောက်တာနေ นี่ปุ้ยแท้เตียนลายยิ่ชูกันได้เหมือนมีจีแท้ชูราลาเขาว่ะนี่เราถ้าเราเปลี่ยนก่อนไปแต่เจ้าเจ้าเนี่ยถ้าเราเปลี่ยนก่อนไปโมเสชาวบาโยกับเจ้า่ยนก่อนมาดูว่าเปลี่ยนเจ้าเนี่ยเนี่ยแน่ว่าใช่ที่ไปเดบิวต์อ่ะแล้รมีรีไปเลือกผู้หรือตัวนีงตัวนี้เป็ลลูกค้าคน နေအနောက်နော်ဟုတ်တယ်ခကြမအေးကြောက်ပါနော်ကွီးနေရဟုတ်တယ်အဲ့တော့နေတွင်နေရာတီကကြတော့လေသူကကြတော့လေအရန်ပူပူတဲ့ရာတီမှာဆိုရင်လေများတော့အဖြစ်ဆိုရင်ကျွန်တော်ကရေမြမြတောက်ဖို့အတွက်ကိုပေါ့နော်လူတိုင်းကအကြံဉာဏ်ပေးရကွာအဲ့တော့ရေကိုလည်းအဲဒါလုံးလပ်ပမာဏရအောင်နော်တတိထားတောက်တယ်ဆိုရင်1လီတာ1လီတာကိုဟိုတနည်းကိုပေါ့နော်3မလင်းဆိုလဲ3မလင်းတောက်ရမလဲဆိုပြီးတော့အဲ့လိုမျိုးရေတန့်ပူကိုရှေ့မှာထောင်ပြီးတော့တောက်တာဘာလို့ဆိုရင်မေ့ဝါတယ်လို့ဒါကကြတော့တစ်စင်ရဲ့အဲ အဲ့လိုပြောမလဲကိုကထားအောင်ကြတော့စိတ်နှစ်ထားတဲ့သူပေါ့နော်အဲတချို့အပြင်မှာအဲဒီဈေးရောင်းဝယ်လုပ်နေတဲ့သူတွေအတွက်ပေါ့နော်အဲဒီလိုမျိုးလူတွေကိုလည်းပြောချင်တာပေါ့နော်ကိုရီးယားကတော့လည်းအများအဲကိုကိုကယူဆိုင်ဖို့အချိန်ပြီးနေတယ်ကိုကိုကကယူမဆိုင်နိုင်အောင် အလုပ်များနေရတဲ့အဲစားဝတ်နေရေးအတွက်အရှင်တန်နေရတဲ့သူတွေအတွက်ကိုအကြံပေးချင်တာပေါ့နော်အဲ ဘယ်လိုပြောမလဲအဲဒါလေးကျတော့နေရန်ပူလို့အလုံးမသွားနဲ့အိမ်ထဲနေလို့လည်းသွားပြောလို့ရမှာရအောင်လေပြီးတော့စားဝတ်နေရေးအတွက်မိသားစုအတွက်ကိုအလုံးလုံးနေရတဲ့အဲလင်းတို့အဲလူတွေရှိတယ်ပေါ့နော်အဲဒီလိုမျိုးလူတွေအတွက်ကျတော့လင်းပြောချင်တာကလေသွားရင်ထီးလေးဖြစ်ဖြစ်အုတ်ထုတ်ကလေးဖြစ်ဖြစ်နော် အပြီးလို့ရှိရင်လည်းရေခဲရေအေးအေးကြီးတမ်းမတော့သင့်ဘူးပြီးရေခဲအရန်ပူလို့ဆိုပြီးရေခဲအေးအေးကြီးတွေနဲ့လေမျက်နှာတစ်လိုက်တာလို့အဲ့ဒါကမှလက်ထဲကိုထည့်ပြီးဂုတ် ကကိုကိုပူအောင်ပူရှက်တတ်တယ်လေအဲ့လိုမျိုးဆိုအဲ့လိုမျိုးတွေတိတ်မလုတ်ဘဲနဲ့အဲ့ရီယာဒီမှာတော့အဲရေ လေအေးတဲ့ရေခဲရေတို့အအေးတို့အဲ့လိုမျိုးတွေကိုလေရှောင်စီခြင်းနဲ့ပေါ့နော်အနွေရသည်ဆိုရင်ကမွန်ချင်ရွက်နဲ့ဗရက်စာဟင်းညိုလေးဖြစ်ဖြစ်တောက်လိုက်တာမျိုးပြင်မကြီးဖြော်ရည်လေးတောက်လိုက်တာမျိုးဘာလို့ဆိုနွေရသည်မှာကျတော့အပူကန်တက်တာ哦အဲ့တော့ဟိုအပြင်ကရေတောက်ရေတောက်ဆိုတာအလွန်နီးပြောပြင်မဲ့အလုံးလုံးနေရသူကြတော့ဒါဟိုစိတ်ကတစ်ခါကျရင်လွတ်သွားထမင်းစားချိန်လေးမှာပဲအဲတချို့ကကျတော့ဒီချိန်မှာပဲ ဒီနစ်ပြောလောက်ပါဆိုအဲ့လိုအချိန်မှာပဲကိုနဲ့တဲ့တဲ့ဟိုပေါ့နော်ဒီလိုမျိုးဒီယာတိဘောဓာတ်စာလေးညစားပေးတင်နေဆိုတဲ့အကြောင်းပေါ့ကမွန်းချင်ရွက်နဲ့ဘရက်စာလေးဆိုလဲကမွန်းချင်ရွက်လေး900ဘူးဝယ်ဟလာဘရက်စာလေး900အဲ့လိုမျိုးလေးတွေအင်ရှင်မတွေကလည်းကို့ယောက်ျားအလုပ်သွားပြီးတော့ခြာမျိုးလေးချက်ပြုတ်ပဲဆိုတော့ဟိုယာတိစာလေးဆိုတော့အပူလဲအေးတယ်လေအဲ့လိုမျိုးလေးတွေ စားတောက်စီခြင်းနဲ့နောက်တစ်ခုကကျတော့အဲ့လိုဟိုစီပြန်ဟင်းတွေပါတယ်ဆိုဟိုနူရာဒီဆိုရင်အစားတောက်ပြက်လာအစားတောက်ပြက်လာဆိုတဲ့ခါကျတော့အဲ့လိုမျိုးတွေမစားဘဲနဲ့လေဟိုဘယ်လိုပြောမလဲခန်းချင်းနေငပိချက်ကလေးတွေเนาะအဲ့လိုလေဟိုဒီကတော့နည်းနည်းလေးဟိုသမင်းဟိုအစီချံရေချံမျိုးလေးတွေပေါ့နော်ဟိုချက်ဘူးသီးလေးတွေဟုတ်တယ်ချက်ပဲပါဟဲ့ဟိုကျမကျမရေးတော့ဆိုပြီးကျမအစားတောက်ဘက်ကိုလည်းလဲရပါတယ်အဲ့လိုလေးအစားတောက်နဲ့လဲဟုတ်ကဲ့ဟို အဆင်ပြေအောင်လုပ်လို့ရတယ်ပေါ့နော်ပြီးရင်လည်းနောက်တစ်ခုက sun cream link ဆိုတာကပုံမှန် ဟိုအလှပအောင်မြန်လို့တဲ့သူတွေအတွက်စန်းခရင်လိန်စန်းခရင်လိန်ပြောပြမယ်လေခုနပြောသလိုဟိုပါပြတဲ့လူတွေကြတော့လေလိန်စင်မှာလိန်ပြတာဆိုတော့အဲတဏှာလိန်အေးတယ်ဆိုပေမဲ့လေမဟုတ်ဘူးတဏှာလိန်ရင်အေးတယ်ဆိုပေမဲ့တဏှာကလည်းရေဓာတ်ကိုတစ်ခါကောင်းနေဒါပေမဲ့အရန်ပူတဲ့အခါကျတော့ချွေးတွေနဲ့ရေတွေနဲ့ကျတော့မျက်နှာအမှန်တိုင်းပြောရင်တော့မနဲ့ကိုတော့လေရေလေးဝါးဝါးတောက်မယ်ပြီးရင်လေတွေ့ရင်လမ်းမှာတွေ့တဲ့ဖရဲသီးစိတ်တို့ရေရွှမ်းတဲ့အသီးတွေကိုလေဟိုလှင်တွေ့ရင်တွေ့သလိုလှင်ရင်လှင်သလိုစားလိုက်စားပေးစီခြင်းတယ်လို့ပြောခြင်း ထင်ပါတယ်အရင်ကြီးတော့လေဟိုဆန်းခွနဲ့နေလိမ့်မှာတို့ဟိုရေဒီယိုတနေ့ကိုသုံးသူတို့အလုတ်လုတ်နေပါဆိုတာဒီ3လီတာကိုကွဲဘူးသူတို့စိတ်ကအဲ့လိုမျိုးတွေကြာရင်ဟုတ်ကဲ့ငါတို့မလုပ်နိုင်ပါဘူးမလုပ်နိုင်ဘူးဆိုတာဟာမျိုးရှိမှဆိုလို့လေဟိုကြုံကြုံလို့ရေခဲရေအေးအေးကြီးတွေမတောက်စီခြင်းဘူးအဲ့လိုအဲ့ဒါကတည်းကလေတောက်တယ်ရိုးရေပဲတောက်ပြီးွားရဲ့အဲ့လိုအချိန်မှဆိုဟိုဘေဘီရိုင်ရထုတ်တဲ့ဟိုစီပစ်ကလေးတွေဟုတ်ကဲ့ညာဘက်ဆိုစီပစ်ကလေးတွေတောက်တာမျိုးတို့အဲ့လိုလေးတွေကတော့ အဲလုံးတင်ပါလေလို့ဒါအခြေခံသဘောတရားလေးတွေပေါ့နော်ဟုတ်ပြီးရင်နေရပူတာတော့ပူမှာပဲလေဒီနေ့ပူတာကိုကိုကတားနိုင်ရအောင်ကျမလည်းတကူရှင်မဟုတ်တော့ဒီစက်နှစ်နဲ့နှစ်နာရီလောက်ဆိုထီးယူထွက်ကိုထွက်ရပြီဆိုထီးလေးယူသွားတာမျိုးအုတ်ထုတ်ကလေးစောင်းတာမျိုးအကလေးတွေဆိုလည်းပြန်လာတဲ့အဲခြေထောက်တန်းမစေးရအောင်ပြီးရင်လည်းအဲ့လိုမျိုးပြန်လာတဲ့အဲ့လိုဟိုရေကိုလေနှစ်ဖက်လောက်ဖြစ်ဖြစ်ရေအရင်တောက်ပြီးမှပန်ကားလေးကိုတန်းပြီးတော့ပန်ကားအောက်ထဲကိုတန်းမှအပူရှက်တတ်တာဟုတ်တယ်ပြီးအဲကွန်းလေးကိုပူလိုက်အေးလိုက်နဲ့ချက်ချင်းမဝင်တာမျိုး ဆိုအရန်ပူတယ်အရန်ပူတယ်ဆိုအဲကွန်းရဟီးဆိုအောင်ဖွင့်အပြင်ဖြင့်အုံနောက်သေးကြောပြတ်တက်တာမျိုးအဲ့လေးတွေကိုလည်းအဲသတိထားစီစဉ်ပါတယ်ဟုတ်တယ်ဟုတ်တယ်ဒီချက်အေးအိုက်တယ်အိုက်တယ်ဆိုပြီးတော့ shopping mall တွေဝင်သွားတာမျိုးဟို market တွေဝင်သွားတယ်မျိုးဆိုတော့ဒိန်းဆို shop ဖြစ်သွားနိုင်တယ်လीဟိုပြောလို့မရဘူးလေလူရဲ့ဟိုအသက်ဆိုတာအကြောဖြစ်ချင်လဲကောက်ကပ်ပြုတ်ပြက်ဆိုဖြစ်တာဆိုတော့လीနော်အသက်ကိုညံဆောင်လीနော်ဟုတ်တယ်ဟိုရာလေးနဲ့ချိန်ချပါလို့ဟုတ်တယ် view ဆိုင်ရမယ့်အပိုင်းတွေတော့အလုံးလိုရသည်မှာလဲကျမ်းမပျော်ရွှင်ကြစီပို့အတွက် link ကနေဝေမျှပေးရဖြစ်ပါတယ်အဲ့တော့ဆွေးနွေးရခါမှာအခုလိုမျိုးတေချာလေးပြောပြလို့ကျေးဇူးတင်ပါတယ်နော်ကျေးဇူးတင်ပါတယ်လေအဲဇင်ကတခုတော့ထပ်ပြီးတော့ပေါင်းနေတာလေဟိုတိချစ်သူတွေအတွက်ပေါ့နော်တိချစ်သူပြီးပြီးအဲ့ဒါပြောချင်တာဆိုတော့အဲ့ဒီမှာလမ်းလမ်းပေးမှာဆိုခွေးလေးပါလေဆိုရေစာကြရဲအဲ့လိုရှာလေးတန်းလန်းနဲ့အဲ့လိုသွားနေကြရဲဆိုရင်လေဇင်ဘာလုပ်လဲဆိုတော့ရေတန်ဘူးအောက်ခြေရနေပဲဖြတ်လိုက်တယ်ထပ်ပြီးတော့ရေထည့်ပြီးတော့အဲ့လိုမျိုးထားခဲ့လိုက်တယ်အဲ့လိုမျိုးတိုက်လို့ရတယ်ပေါ့နော်အဲ့တော့လမ်းမှာအဲ့လိုအဲ့လမ်းမှာပေါ့နော်အဲ့လိုကလေးဟို ဘာလို့ခွေးလေးတွေအဲတွေ့ရေးစားရပါရတွေ့တဲ့အခါကျရင်အဲ့လိုမျိုးလေးအလှူဌာနလည်းလုပ်လို့ရတယ်ဆိုတာမျိုးလေးပေါ့နော်အဲ့ဒါလေးမှတ်ချင်ပါတယ်လို့ဟုတ်ကဲ့ပါရှင်မှတ်ထားပါမယ်နော်အဲ့ဆိုဒီနေ့ဖိတ်ခေါ်ထားတဲ့ special guest နှစ်ဦးကတော့ဇင်တို့အာရုံတင်ပြသနေတဲ့ကင်းရုပ်ရှင်ဇာကားကြီးပေါ့နော်ဒီဇာကားထဲမှာပါဝင်သေးုပ်ဆောင်ထားတဲ့ဇင်တို့မင်းသမီးကျော်လေးမင်းမြင့်မွန်နဲ့မင်းသားကျော်ကျော်ထက်စော်တို့ဖြစ်ပါတယ်ရှင်ဖိတ်ခေါ်ပါတယ်ရှင်ဖိတ်ခေါ်ပါတယ်ရှင်ကဲကိုကပြောင်းပြန်ဟုတ်ကဲ့မင်္ဂလာပါမင်္ဂလာပါ ဟုတ်ကဲ့မမတို့ကဒီကမျိုးသားမမနဲ့တွဲထိုင်နေတာဘာဒီလေးနဲ့ထိုင်နေလဲဟဲ့ထိုင်နေလေနေရာဒီဆက်လာနေရာဒီကကင်ကကင်ဟုတ်ပါအဲကင်းရောက်ရှင်ကြအောင်တို့စပြီးတော့ဆွေးနေရအောင်နော်